ဒါစင်မိုဒီခေါ်ယူဖို့အတွက်စံချိန်တင်ငွေကြေးသုံးဆွဲနိုင်တယ်လို့ဖွင့်ရပြောဆိုလာတယ်။နေပြအာဒီတာ နေပြအာဒီတာကစံချိန်တင်နဲ့ဒါစင်မိုဒီခေါ်ယူနိုင်ဖို့အတွက်စံချိန်တင်ငွေကြေးသုံးဆွဲလာနိုင်ကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ်။စပယ်လိုမျိုးနီးပြဟာစနေမှာ600ရာသီကြာကန်တွေလာခဲ့ပေမဲ့ FA ဘောက်တစ်လုံးနဲ့တော့လက်စုပ်လက်ကန်ပြသထားနိုင်တာကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာလည်းပဲဖြစ်ပါလိမ့် အခုတော့သူဟာလာမယ့်ရာသီမှာတော့ဖလားလက်မဲ့အသင်းအပြည့်ဝေဖန်မှုတွေကိုခြေပြတ်နိုင်မှုအတွေ့ချိုးပန်းနေတာဖြစ်ပြီးစံရင်းနေငွေကြီးသုံးဆွဲလာနိုင်တယ်လို့နေပြအီတာကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဇာမန်ခေါ်ယူဖို့အတွက်ဘတ်ဂျက်ကလူတယောက်ရဲ့မင်္ဂလာပွဲစီစဉ်မှုနဲ့ဆင်တူပြီးတော့ကိုယ့်ရဲ့မင်္ဂလာဆောင်အတွက်ဘတ်ဂျက်ဆိုတာဘယ်တော့မှနည်းသွားတယ်ဆိုတာမရှိဘဲအများအားများသွားတာပဲရှိတယ်လို့နေပြအီတာကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အောင်စံတဲ့ရီယယ်ဆိုတဲ့တဲ့ခွင့်နဲ့ဇာမားဇဘီမန်နီကိုပေါင်တန်း90ဝန်းကျင်နဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိထားပြီဖြစ်ပြီးစပိုရင်တဲ့အသက်စစ်ဇာမားယိုဂရက်စ်ကိုခေါ်ယူနိုင်ဖို့အတွက်လည်းပြင်မထားကြိုးပမ်းနေတော့လည်းပဲဖြစ်ပါလိမ့်။သူတို့အသင်းအောင်ချမ်လီဝင်ခွင့်နဲ့တကယ်ကိုထိုက်တန်မှုရှိတယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြအန်ဆိုမာရက်စ်က ယမနီကစတမ်ဘူရစ်မှာရင်ဆိုင်စားသွားတဲ့ချဲစီအသင်းနဲ့မန်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာချဲစီအသင်းကမာကိုဂွေလာရဲ့80မိနစ်သွင်းဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးချမ်ပီယံလိဂ်ဝင်ခွင့်အတွက်အကောင်သွားစေခဲ့ပြီလည်းဖြစ်ပါလိမ့်။တပတ်ကမန်ယူနိုက်တက်အသင်းကယူဘလီဘိုလူပွဲကစားရဖို့ရှိပေမဲ့လည်းကက်စမီရိုဘရူနိုဖရန်နက်စ်အပါအဝင်အဓိကစားပါတွေကိုလည်းထောက်သွင်းသွားခဲ့တာလည်းဖြစ်ပါလိမ့်။ဒီအသင်းမှာချမ်ပီယံလိဂ်ဝင်ခွင့်ကိုပရီးမီးယားလိဂ်ကအသင်း9အသင်းအထိဝင်ခွင့်ရရှိထားတာဖြစ်ပြီး အခုအခါမှာတော့ Chelsea အသင်းကအဆင်လေးနေရာမှာရပ်တည်နေရဆိုရင်ပဲ66မှတ်နဲ့ Aston Villa နဲ့အမှတ်တူနေတာလည်းပဲဖြစ်ပါလိမ့်စတော့ Champions League ဝင်ခွင့်တိုက်ပွဲအတွက် Newcastle, Chelsea, Aston Villa, Man City အသင်းတို့ကအထက်အင်းနေရှိနေကြတာလည်းပဲဖြစ်ပါလိမ့်။ဒီပြန်ဆို Maroska ကတော့ဘယ်မှာတယောက်တည်း Champions League နဲ့ထိုက်တန်တဲ့ဇာမတယောက်တော့မဟုတ်ပါဘူး။ကျွန်တော်ထင် Kansas City ကလည်း Champions League ဝင်ခွင့်နဲ့ထိုက်တန်တဲ့ဇာမတယောက်ပါပဲ။ထို့သူပဲ Enzo Fernandez ကလည်း Champions League နဲ့ထိုက်တန်ပါလိမ့်။ Levan Gouwe ကလည်း Champions League နဲ့ထိုက်တန်ပါလိမ့်။ ဒါကြောင့်လည်းကျွန်တော်တို့ထဲဆုံ9သိန်းနဲ့မှရှိနေကြတော့ဖြစ်ပြီးအဲ့ဒီနေရာမှာပဲအဆုံးသတ်နိုင်ဖို့ကြိုးပမ်းသွားမှာပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာအကြီးအသေးအရဂျမနီကစားဖို့အတွက်ထိုက်တန်တဲ့ဈာမတွေအများအပြားရှိနေလိုပါပဲလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ဆက်လက်ပြီးတော့အဇိုမာရော့စကာကနေဝန်စနေဘွဲကဒီဟာဒီမှာကျွန်တော်တို့ရဲ့ပထမဆုံးသောအနီးကပ်ဖြစ်ပါလိမ့်။ဒါကကျွန်တော်တို့ရဲ့ပြင်းထန်ပြီးကြမ်းတမ်းတဲ့ဈာဟန်ကြောင့်လည်းဖြစ်နိုင်ပါလိမ့်။တော့ရင်တော့ညလည်းပဲရွာတဲ့ဘွဲမှာကျွန်တော်တို့အသင်းဟာတကယ်ကိုအကောင်းဆုံးပုံစံနဲ့ကစားသွားနိုင်ခဲ့ပါလိမ့်။ ရွေရည်မာလေးရဲ့တွေရတဲ့အခါမှာကျွန်တော်ပြန်လဲသုံးသက်ရမယ်ကောင်းမွန်တဲ့မေကွန်းတစ်ခုဖြစ်ပြီးတော့ပိုကောင်းတဲ့လှုပ်ဆောင်တဲ့အရာတစ်ခုရှိလာမလားဆိုတော့ဆက်ပြီးကြည့်ရပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေဦးအဆန်ရဲ့ပွဲမှာအာဆန်တဲ့စတာကန်ဗက်ပါဝင်လာပြီ။အောင်စတဲ့ရတဲ့ဆက်ဇာမကန်ဘက်စားတကောင်ကျော်တန်ရခွဲစေကုသမှုပြုလုပ်ပြီးနောက်နယူကာဆင်ရဲ့ပွဲမှာပါဝင်လာမှာဖြစ်ကြောင်းနေပြအီတာကအတီဗီပြောဆိုလာပါလိမ့် ကဘက်ဇော်ဖေဗရူလာကလေးကဒူဘိုင်းပူနွေးရာသီရာသီဘက်လေးကျင်ကအစီအစဉ်မှာတကောက်ရောက်တန်ရာရရှိခဲ့ပြီးတဲ့နောက်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်အာဆန်ဒီကလည်းရှိအချိန်မှာပရီးမီယာလိမပေးစရာဒုတိယနေရာမှာယက်တီနေပေမဲ့လည်းလမ်းမရသေးချမ်ပီယံဝင်ခွင့်ရရှိဖို့အတွက်ရမတ်တမတ်လိုအပ်နေသေးတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကရာသီသိမ်းဖို့ပွဲစဉ်နှစ်ပွဲလုံးရှုံးနေခဲ့မယ်ဆိုတော့အဆင့်ကျောင်းနေရာတိထိုးစင်သွားရပြီးတော့ချမ်ပီယံဝင်ခွင့်အဆုံးချုံရနိုင်သေးတာလည်းပဲဖြစ်ပါလိမ့်။ အခုကမ္ဘာ့ကန်ဘက်စ်ပါဝင်လာမှုကြောင့်ဂျမ်လီဝင်ခွင့်အတွက်ရရမအေးဖြစ်နေတဲ့အနေပြောင်းအရာအတွက်သတင်းကောက်တစ်ခုလိုပဲပြောရမှာဖြစ်ပါလိမ့်။နေဝါဆယ်သင်းကလည်းအာဆီယံတည်းနဲ့နှစ်မက်အကွာမှာရပ်တည်နေပြီးဂျမ်လီဝင်ခွင့်အတွက်အထည်ဆုံး၅သင်းစင်းဝင်ဖို့အတွက်တိုင်ပွဲဝင်နေတဲ့အသင်းတွေလည်းပဲဖြစ်ပါလိမ့်။သို့ပင်မဲ့လည်းနေပြောင်းအရာကမရက်ပြန်မှာကျွန်တော်တို့ဆုံးဖြတ်ပါမယ်။ပွဲမှာပါဝင်လာဖို့တည်ကြပါလိမ့်။နောက်ဆုံးလေ့ကျင့်ခန်းနှစ်ကြိမ်စလုံးမှာသူပါဝင်နိုင်ပါလိမ့်။ သူ့ကိုကြည့်ရတော့တိတ်ကိုလမ်းဆန်းနေပါလေပြီးတော့ကောင်းဆုံးပုံစံမှာရှိနေပါလေဆေးဖက်ဆိုင်ရာဝန်ထမ်းတွေကလည်းသူ့ကိုစားနိုင်ပြီးခွင့်ပြုချက်လိုပေးထားပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေအောင်စံသေးရလာမဲ့ဘတ်တိန်ဝင်နေမှာပရီးမီယာလိမာတန်းစင်ထားပြီးဖြစ်တဲ့ဆော်ရတန်အတင်းနဲ့ရာသီသိမ်းပွဲကစားရဖို့ရှိပါလေနေဗန်မြို့ရဲ့နှလုံးသားကိုဂိုးယူခဲ့သူစကော့မက်တိုမီနီ နော်လီသေးကစီးရီးချန်ပီယံစုကိုနောက်တဲ့ကြိမ်လက်ရကန်အကွာကိုရောက်ရှိနေတဲ့အချိန်မှာတော့စကော့မက်တိုမီနီဟာမြို့တခွင်ကပရိသတ်တွေကြားမှာရိုးသေးလေးစားခံရတဲ့အဆင့်ကိုတဖြည်းဖြည်းနဲ့နေကန်လာသလိုသူတို့ပြန်လည်ထားမြောက်မှုရဲ့အဓိကနေရာမှာပုံရိပ်တယောက်အဖြစ်ပေါ်ထွက်လာခဲ့ပါလိမ့်။အသနာဆက်ချင်းရဲ့ US ကော့မက်တိုမီနီဟာနော်လီရဲ့ချန်ပီယံစုမျှော်လင့်ချက်အတွေ့အရေးပါခဲ့ပြီးဇန်နဝါရီလမှာရီယာဇာမာတယောက်ဖြစ်တဲ့ကာဗရက်စကီလီယာ PSG အသင်းကိုထွက်ခွာသွားလို့သူတို့ရဲ့မျှော်လင့်ချက်ဟာ အဆုံးသတ်သွားပြီလို့ထင်ရပေမဲ့အားကွာထားရတဲ့ကစားမတရားပေါ်ထွက်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ကိုယ်နဲ့ဇာမကဒီအာဒီလီမှာစတကောသွင်းပြီး၆ကိုဖန်ပြီးပြေးခဲ့ပြီးတော့ဧပြီလတလထဲမှာပဲ၅ကိုအထိသွင်းယူခဲ့တာကြောင့်စီရီရဲ့တလတာအကောင်းဆုံးဇာမစုကိုလည်းရရှိခဲ့ပါရီ။ဒါရီယာသူ့ရဲ့စွမ်းဆောင်ယူကိုပြသနေတဲ့ကိန်းကနန်တွေလည်းပဲဖြစ်ပါရီ။ ဂျိုးစားထုံးမှုနဲ့ပြင်းထန်တဲ့တစ္ဆာဆောင်သည့်မှုတွေကြောင့်နာပိုလီအသင်းရဲ့မန်နေဂျာအန်တိုနီယိုကိုနီကမတော်မနစ်ကိုရာသီယိုကာလမှာယူရို30ဒသမ5သန်းအမေရိကန်ဒေါ်လာ34ဒသမ15သန်းနဲ့ခေါ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်မန်ချက်စတာနဲ့တန်ပေါင်း22နှစ်ကြာရှိနေခဲ့ပြီးမှထွက်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီပြောင်းရှင်းတဲ့ပတ်သက်ပြီးယူနိုက်တက်ရဲ့မန်နေဂျာဟောင်းဖြစ်တဲ့အိုလေဂနာဆိုးရှားကပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပါလိမ့် စကော့ကိုခင်ဗျားတို့ဘယ်နဲ့အကြောင်းများရောင်းလိုက်ထားလဲဆိုတာကျွန်တော်တို့တော့တိတ်ကိုနားလေရခက်ခဲလွန်ပါတယ်လို့ဆိုချကအစောပိုင်းတော့က BBC နဲ့အင်တာဗျူးတစ်ခုမှာဖွင့်ရပြောဆိုခဲ့တဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်။နေပြည်တော်ကလည်းဒါကိုသဘောတူပုံရပြီးမတော်မင်းနစ်ကိုတိုက်စစ်ပိုင်းမှာပုံမလွတ်လက်တဲ့အခမ်းကဏ္ဍကိုပေးဆောင်ခဲ့တာလည်းပဲဖြစ်ပါတယ်။အရင်နေရာမှာဝိုင်းရတဲ့ဆင်ဇာမဖြစ်တဲ့လူကောင်နဲ့အတူပေါက်ခွဲအားပြင်းတဲ့အတွေ့အဖက်အဖြစ်ဖြစ်လာခဲ့ပါတော့တယ်။ဒိုဝါမန်ယူနိုက်တက်မှာဒီရနေရာမှာဘယ်တော့မှမရရှိခဲ့ပါဘူး။ ဒီမှာတော့ကျွန်တော်သူ့ကိုအဲ့လိုနေရာပေးခဲ့ပါလေလို့မတော်မင်းနဲ့ပတ်သက်ပြီးကိုနီကအစောပိုင်းတုန်းကဖွင့်အောင်ပြောဆိုခဲ့ပြီးပါလိ။သူကစူးစမ်းပြီးတော့အခုတော့သူဟာပြည်ပစုံနဲ့ဇာမတရားဖြစ်လာပါပြီ။သူ့ရဲ့တိုးတက်မှုကိုအသင်းတစ်သင်းလုံးနဲ့အတူမျှဝေခံစားရတာပါ။နာဝလီသင်းရဲ့သွေးကောင်းတရားဖြစ်တဲ့ဒီယေဂိုမာရာဒိုနာရဲ့ပိုစတာတွေပုံရိပ်တွေနဲ့ graffiti တွေနဲ့ပြည့်နေတဲ့မြို့မှာမတော်မင်းရဲ့နိုင်ရန်စေးရေးဗကြီးတွေကလည်းနေပဲမြို့တစ်ခွင်မှာစတင်ပေါ်ပေါက်လာခဲ့ပါလိ။ ဇေယထသန်နဲ့နာပိုလီပရိသတ်တွေကသူ့ကိုချစ်ခင်စွာနဲ့မာဖရက်တွန်းလို့နာမည်ပြောင်းပေးထားကြပါလိမ့်။အဲဒါသူ့ရဲ့နာမည်ကို နေဘယ်ဇက်ကလုံးဖရက်တွန်းငါညီအကိုလို့ပေါင်းဆက်ထားတဲ့ချစ်စရာနာမည်လေးတစ်ခုလည်းပဲဖြစ်ပါလိမ့်။သူကတိတ်ကိုတန်ပါပါလိမ့်။လေးနဲ့ပါလိမ့်။တကယ်ဟိုကွင်းထဲမှာစူးစားပန်းစားနိုင်ရဲ့ဇာလို့ကျွန်တော်တို့တွေသူ့ကိုတိတ်ချစ်ကြတာပေါ့။ဘဝိသားရင်သူဟာအစွမ်းကိုပေးဆက်ခဲ့လို့မောပန်းနေတတ်ပါလေလို့နာဝလီသိရဲ့ပရိသတ်တယောက်ကအတူတူပြောဆိုပါလိမ့်။ ကျွန်တော်တို့နိုင်သည်ဖြစ်စေရုံးသည်ဖြစ်စေဘွယ်သင်ခေယောင်မှောက်တဲ့အချိန်မှာပရိသတ်ရဲ့ခံစားချက်ကိုမတော်မနည်းထက်ပိုးပြီးတော့ထင်ဟက်ပြနိုင်တဲ့သူမရှိပါဘူး။သူကနှလုံးသားနဲ့ကစားပြီးတော့တုံ့ပြန်ပါလေလို့နောက်ထပ်ပရိသတ်ယောက်ကလည်းတီတူပြောဆိုပါလိမ့်။မတော်မနည်းအောင်နာဝင်တဲ့အတင်းကိုနောက်ဆုံးအဆင့်ထိကိုဥဆောင်နိုင်ပြီး၃နှစ်အတွင်းမှာသူရဲ့ဒုတိယမြောက်စကူတက်တိုဖလောက်ကိုရောက်ယူပေးနိုင်ခဲ့မယ်ဆိုရင်တော့အမြဲတမ်းစွမ်းအနေနဲ့တက်ကြွနေတဲ့နေပင်မြို့ရဲ့လမ်းမတွေရဲ့ထပ်မှာသူရဲ့ထင်ရှားကြော်ကြသူတွေဖြစ်စုဝေးရာထောက်ရမတိုင်တင်ဖို့အတွက် နောက်ထပ်နံပါတ်တစ်ခုကိုတွေ့ရှိသွားနိုင်တာလည်းပဲဖြစ်ပါတယ်။နေဘသားတယောက်ရဲ့ဆေးအားထက်သန်မှုနဲ့အတူဇဗင်ရွှေရောင်အရက်ရှိချင်းတဲ့စကော့သားနေဘကသူ့ကိုချစ်ခင်မြန်နိုးမိသွားတာအံ့ဩစေရတော့မဟုတ်ပါဘူးလို့ကဘီယွန်ကတီတူပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ်။ဘရေဗျလီချန်ပီယံဆုရယူနိုင်ဖို့အတွက်တိုင်ပွဲဝင်သွားမယ်လို့ဖွင့်အောင်ပြောဆိုလာတဲ့ဟာလန် ဘာဇီးတဲ့အတိုင်းဆက်စားမဟာလန်ကလာမရောင်းသေးပရီးမီယာလိချန်ပီယံဆုကိုပြန်လဲရယူနိုင်ဖို့အတွက်တိုက်ပွဲဝင်သွားမယ်လို့ဖွင့်ရပြောဆိုလိုက်ပါလိမ့်။အာလီလန်ကကုရာဒီမာတို့အတွက်ကပ်ဘေးဆက်တဲ့ရာဒီဖြစ်ပြီးတော့လာမရာဒီမာဇာမားရီအနေနဲ့ဆူလာအောင်ပွဲအပေါ်ဆာလောင်စီရှိဖို့လဲလိုအပ်တယ်လို့ဖွင့်ရပြောဆိုခဲ့တာဖြစ်ပါလိမ့်။နေ့တိုင်းတော့အောင်မြင်မှုမရနိုင်ဘူးပေါ့ဗျာ။ဒါပေမဲ့လာမယ့်ရာဒီမာတို့ကျွန်တော်ရဲ့အစာရင်ထဲမှာဆာလောင်စီရှိဖို့လိုပါလိမ့်။ ရာသီပြီးဆုံးသွားတာနဲ့လာမယ့်ရာသီမှာပရီးမီးယားလိချန်ပီယံဆုပြန်လည်ရယူနိုင်ဖို့ပြင်ပထားပြင်ဆင်သွားရမှာပါလို့ဟာလန်ကဖွင့်ရပြောဆိုခဲ့တာဖြစ်ပါလိမ့်အဲဒီတင်ကပြည်တဲ့၄ရာသီဇက်ပရီးမီးယားလိပြန်ပွဲမှာဘိုးဆွေခဲ့ပေမယ့်အခုရာသီမှာတော့ချန်ပီယံဝင်ခွင့်ရဖို့တော့မနေ့တိုက်ပွဲဝင်နေရတာဖြစ်ပါလိမ့်။သို့ပင်သို့တော့ညလည်းပဲမန်စီးတီးအသင်းကအခုရာသီမှာ FA ဘလောက်ဘလူဘက်ကိုတက်ရောက်ထားပြီးတော့ဒီနေ့ညမှာခရစ်စတယ်မဲလီယံအသင်းနဲ့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။ ကျွန်တော်ဒီကနေ့ညောင်း EFL ဘောဘလူဘွဲအနေနဲ့တုံးသက်ချက်အနေနဲ့တင်ဆက်ပေးကြပါလိမ့်။ Crystal Valley အသင်းနဲ့ Man City လက်သေးစလုံးဟာဘလောက်လက်မဲ့ရာသီမှာဖြစ်အောင်ကစားရမယ့်ပွဲစဉ်လေးပဲဖြစ်ပါလိမ့်။ထို့သဖြင့်တော့ Crystal Valley အသင်းထဲ Man City ရဲ့ဘလောက်လက်မဲ့ရာသီဆိုတာကပိုဆိုးတဲ့အတွက် Man City အသင်းအတွက်ပိုပြီးတော့ PR ကြီးနေပါလိမ့်။မဲဆီတဲ့အဓိကစားမအားနဲ့အလန်ကတော့ဘလူဘဲအမိလေးဒန်ယာကနေပြန်လည်သက်သာလာပြီးတော့ပြည့်တဲ့ဘက်ကလည်းဝင်ကစားသွားခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဒီနေ့တဲ့ရင်သမန်းကြောင့်အစင်လာ လူအင်အားငွေကြေးအင်အားအစအစအရာရာမှာမန်စတေးကပိုးစားတာမှန်ပေမဲ့လည်း Quest Devil ရဲ့အသင်းကလက်ရှိအချိန်မှာမန်စီအသင်းကိုဒုက္ခပေးနိုင်တဲ့စုဖွဲ့မှုနဲ့ရလာကောင်းတွေရရှိနေတာကိုလည်းတွေ့မြင်နေရပါလိမ့်မန်စီအသင်းအတွက်ခက်ခဲနိုင်မဲ့ပွဲစဉ်တွေပဲလို့ဆိုရမှာဖြစ်ပါလိမ့်လက်ရှိ Redan တိတ်မှန်မှန်တဲ့ပုံစံတော့ Crystal Valley အသင်းရဲ့စုဖွဲ့မှုကိုတော့ပိုးပြီးတော့အတိုက်တွေ့မိတယ်လို့ဆိုရမှာဖြစ်ပါလိမ့်ဘယ်လိုကပဲမထင်မှတ်ပဲအောင်မြင်မှုရသွားနိုင်ပါလိမ့် ရစ်တယ်ဘယ်လေးတဲ့အခုရာသီအဖေလာပြောင်းပွဲမှာ၅ဘယ်စတော့အနိုင်ရရှိခဲ့ရမှာကလင်ရှစ်က၄ဘယ်ဒီရရှိထားတာလည်းပဲဖြစ်ပါလိမ့်။ဒီနေ့တည်းရဲ့ထိတဲ့တွဲစုံနဲ့နောက်ဆုံး၆ဘယ်မှာ၅ဘယ်မှာနှစ်သိန်းပေါင်းသွင်းကိုဟာ၄ဝင်တဲ့အထက်ရှိတာလည်းပဲဖြစ်ပါလိမ့်။ကေဘရီဒနီယာရောဒီညအဖီဘလာဘလူးပွဲမှာဘယ်တင်းကနာရရှိသွားမလဲဆိုတော့ခံမှန်းပြောဆိုပြီးခဲ့ကြပါအောင်နော်ကျေးဇူးတင်ပါတယ်ဘယ်တဲ့မလို့ကိုစိတ်နှပြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ